ငလင်တန်ကိုအပြင်းထန်ခံစားနေကြတဲ့ပြည်သူတွေအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေထိထိရဲရောက်ပေးနိုင်ဖို့အာရခတပ်တော်အနေနဲ့တစ်ဖက်သက်အပြစ်ရထားတာကိုစစ်ကောင်စီကအခွင့်ကောင်းယူပြီးအပြစ်မဲ့ပြည်သူတွေကိုပုံချဲတိုက်ခိုက်နေတယ်လို့အာရခတပ်တော်ကပြောပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်အာရခတပ်တော်ပါဝင်တဲ့မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေဟာခုခံစစ်ကလွယ်လွယ်စတင်တိုက်ခိုက်မှာမဟုတ်တယ်လို့တစ်ဖက်သက်အပြစ်ရထားပြီးစစ်ကောင်စီကလည်းအပြစ်ရကြောင်းကြေညာထားပါတယ်။ ဟုတ်ပါရဲ့စိုက်ကုန်စကတော့ခါဘိုက်ကယ်ရက်ဆွေလို့တော့မင်းနဲ့ပရောနေပရောနေကလေးသူကလေရင်နဲ့ဘုံကရရေသူတို့အထိုင်ရှာထားတယ်လာလန်ကင်းနေရတဲ့အဝေးတိကိုလှမ်းပိုက်တယ်ဟာတော့အမေနဲ့လုံးနေပါတယ်သူတို့ကတော့အပရောတမျိုးလို့တမျိုးဖိုက်တယ်အမေတဲ့လူခေါင်းနဲ့ချုပ်ဖောင်းနေတယ်စိုက်ရဆိုမှုကိုကျူးနေကျူးနေလူခေါင်းနဲ့ချုပ်ဖောင်းဖို့နဲ့ ိုင်းရဆွေမှုကျူလန်ဖို့ဆိုတော့တော့ဝိုင်မလိပါသူရဲ့ရှာကသူတို့ရဲ့လုံထုံလုံးလေးတိုက်ဖက်နေပါတယ်ပြီးခဲ့တဲ့မေလ7ရက်ကရသေးတောင်မြို့ရဲ့ထွန်းရွေရွာဟောင်းကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ12ဦးသေဆုံးပြီး23ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်ပေါင်း32လုံးပျက်စီးခဲ့တယ်လို့သိရပါဗျ ဒါအပြင်မေလ14ရက်နေ့ကလည်းကြောက်တော်မြို့မှာရှိတဲ့လူနေရပ်ကွက်တွေအတွင်းကိုဂျက်ဖိုက်တာနဲ့ထပ်မံပုံကျဲခဲ့တာကြောင့်ပြည်သူ၂ဦးသေဆုံးခဲ့ကနေအိမ်ကိုလုံးခန့်ပျက်စီးခဲ့ရပြီးထိခိုက်ဒေဆုံးမှုဟာပိုတိုးလာနိုင်တယ်လို့အာရခတတော်ကထုတ်ပြန်ထားပါတယ်။သတင်းပေးရတော့ရှိလဲရှိကောင်းလဲရှိနိုင်လဲမရှိကောင်းလဲမရှိဘူး။အင်တာနက်လိုင်းလည်းမရဘူးဖုန်းလိုင်းလည်းမရဘူးဆိုတော့ဖုန်းလိုင်းလည်းဆက်ဆက်ဖုန်းဆက်ဆက်နေနေရအောင်ကျွန်တော်ကြောက်တော်လို့ညာဦးညာဦးနေရလို့ဆိုတာက ွက်ကောင်သူရှိခဲ့တဲ့နေရာလေးလေသူက location သူကပုံသိတယ်သူသူကသိတယ်ဘယ်နေရာမှာပါရှိတယ်ဘယ်နေရာစစ်တပ် area ဆိုတာသူသိတယ်ဘယ်နေရာလူမျိုးစစ်တပ်တယ်လူလူဒီလူမျိုးနေနေရာဆိုတာကောင်သူသိနေတာသူပုံသိလို့ဟာ location သူအတိအကျကိုဆက်နိုင်တာမဟုတ်တတိပေးတာမပေးတာထက်ဆိုင်တတိပေးတယ်မပေးတယ်ဆိုတာပြောနေပြောနေတဲ့ဟိုဟာသူက location သူလို့ဆက်နေတာ စစ်ကောင်စီဟာငလင်တန်းကိုအပြင်းထန်ခံစားနေကြရတဲ့ပြည်သူတွေအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေထိရောက်စွာပေးနိုင်ဖို့အပြည့်ရတယ်လို့ကြေညာထားပေးမယ်လေ။ရခိုင်ပြည်နယ်အပါအဝင်တော်လန်ရင်အင်အားစုတွေတင်ဆက်ထားတဲ့နယ်မြေတွေကိုနေ့စဉ်ဖုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာပါ။စစ်ကောင်စီဟာအာရခပြည်သူတွေကိုအစိုးလိုက်အပြုံလိုက်တပ်ဖြတ်နေပြီးဆက်ရဆွေးမှုတွေကိုနိုင်ငံအနှံစက်တိုက်ကျွလွန်နေပြီးအဲ့ဒီလုပ်ရက်တွေကိုလည်းမှတ်တမ်းတင်ထားတယ်လို့အေအေကအသိပေးထားပါဗျာ။